အလှမဲ့တဲစုငိမ့်နဲ့ချစ်စွတ်တူလို့လူပြောများနေတဲ့ကရင်ပြားကိုရင်လေးအားလုံးပဲမင်္ဂလာပါရှင်အဂရစ်ဒိုင်ယာရီကနေကြိုဆိုလိုက်ပါတယ်။အင်တာနက်ပေါ်မှာအခုလက်တလောလူပြောများနေရကတော့ပြည်သူချင်းအလှမဲ့တဲစုငိမ့်နဲ့တရုတ်တဲ့ချစ်စွတ်တူလုံးနာကြောင့်လူပြောများနေရကတော့ကရင်ပြည်နယ်ကကိုရင်လေးတပါပါလူတူမရှာနမဲတူမရှာတဲ့လောကကြီးထဲမှာတော့ကိုယုံနဲ့တထက်တဲ့ကြာကတူညီတဲ့သူကိုတွေးဆောင်ရဖို့ဆိုတာ အခွင့်အရေးနဲ့ပါလွန်လာတာပါအခုချိန်မှာတော့ကရင်ပြည်ကကိုရင်လေးကနိုင်ငံကျော်အလှမဲ့တဲစုငိမ့်နဲ့ရုပ်ချင်းစင်လို့မောင်နှမတွေဆိုပြီးနာမည်ကြီးနေရပါ မော်ရယ်အလှမဲ့လောကကိုစိတ်အားထက်သန်ကအပိနေကြတဲ့ပြည်သက်ကြီးတွေကတော့နိုင်ငံကျော်အလှမဲ့တဲစုငိမ့်ကိုတော့တိကျပါလိမ့်မယ်အလှမဲ့တဲစုငိမ့်ဟာဆိုရင် Migrant International ရဲ့အလှမဲ့တွေထဲမှာအသက်အငယ်ဆုံးအလှမဲ့တစ်ယောက်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ အလမဲ့တဲသူငယ်ကိုလူတွေတော်တော်များများသိလာကြတာကတော့မိဂရန်မြန်မာမှာကလေးကပါအလမဲ့တဲသူငယ်ဟာအသက်16နှစ်ကလေးကအလမဲ့လောကတွေကိုခုံဝင်လာခဲ့ပြီးမဲ့လေသူများနဲ့မတူတဲ့အရေးချင်းတွေကြောင့်လည်းပရိသတ်ကြီးတွေရဲ့အာရုံကိုဖန်ဆားနိုင်ခဲ့တာပါအလာမဲတဲစုနေဟာအရင်နဲ့မလိုက်အောင်လှပကြော်ရှင်တဲ့ခန္ဓာကိုယ်နဲ့နိုင်ငံသားဆန်ဆန်မျက်နှာပေါအပြင်ကိုအလာမဲတယောက်မှရှီတင်ရှိထိုက်တဲ့အရေးအချင်းတွေနဲ့ပြေဝနေရပါ အလာမေတဲသူကြီးဟာမီဂရန်မြန်မာမှာကလေးကမြန်မာနိုင်ငံပြည်သက်ကြီးတွေရဲ့အချစ်ကိုလက်ခံရရှိထားတာပါအလာမေတဲသူကြီးဟာမီဂရန်မြန်မာမှာဝိနာစုကြီးကိုပိုင်ဆိုင်ရရှိထားတာပါနောက်ထပ်မီဂရန်အင်တာနီရှင်နယ်မှာသွားရောက်ရှင်ပြိုင်ခဲ့ခြင်းကလည်းပဲအလာမေတဲသူကြီးဟာတခြားသောအလာမေတွေထက်တာလွန်တဲ့အရေးချင်းတွေမှတမျှကိုအကုန်ချပြနိုင်ခဲ့ကစကန်ရန်နာအအထီတောင်တက်ယူနိုင်ခဲ့တဲ့အသက်အငယ်ဆုံးအလာမေတူလို့လည်းပြောလို့ရပါတယ်ဒါပေမဲ့လည်းအလာမေတဲသူကြီးဟာ တရုတ်ပြတဲ့အပြုတ်မှုတွေနဲ့လူတွေရဲ့ဝေဖန်မှုကိုခံခဲ့ရကပပနဝနဲ့လည်းပြဿနာဖြစ်တာကြောင့် Migrant Organization ကနေအပီးပိုင်ထွက်ခွာသွားခဲ့ပြီးတော့အခုချိန်မှာရုပ်ရှင်ရိုက်ကူးမှုတွေ၊ကြော်ညာရိုက်ကူးမှုတွေ၊ Fashion Show ပွဲတွေစတဲ့အမှုပညာလှူရှာမှုတွေကိုမရက်မနာပဲလှူဆောင်နေကြရပါအလာမဲတဲစုကြီးဟာ Migrant International မှာဝင်ပြိုင်ခြင်းက အသက်16နှစ်သားရှိပြီးတော့အခုဆိုရင်အသက်18နှစ်တောင်ပြည့်သွားခဲ့ပါပြီ။ဒီလိုမျိုးနာမည်ကျော်ကြားအောင်မြင်နေတဲ့နိုင်ငံကျော်အလှမဲတဲစုညီနဲ့ရုပ်ချင်းစင်တူကမောင်လီလာလိုရာမိကွန်းထုတ်ခံနေရတာကတော့ကရင်ပြည်နယ်ကကိုရင်လေးပါ။အဆိုပါကိုရင်လေးဟာဝီးလံခေါင်ဖျားရဲ့ကရင်ပြည်နယ်တနီယာယာကနေလာရောက်ကပညာသင်ယူဖို့လာတာလို့သိရတာပါအခုမှဗမာစကားတော်ကန်းကောက်ပီတာအာမပြောတတ်သေးရပါကိုရင်ငယ်လေးကတော့ပညာရေးမှာလည်းထူးချွန်ထက်မြက်တယ်လို့သိရပါတယ် အဆိုပါကရင်ပြည်နယ်ကကိုရင်ငယ်လေးဟာပရိသတ်ကြီးတွေချစ်ခင်ရတဲ့အလှမဲ့တဲစုငင်းတဲ့ရုပ်ချင်းစင်နေပြီးတော့တတော်လေးနဲ့ချစ်စရာကောင်းတာကြောင့်အင်တာနက်ပေါ်မှာနာမည်ကြီးနေရပါကိုရင်လေးကိုလည်းအများကချစ်ခင်နေကြတာပါကိုရင်လေးဟာပညာရှိမှထက်မြက်တယ်လို့လည်းသိရပြီးတော့မျက်နှာမှလည်းကြည်လင်နေကစာတက်ပေတဲ့ရုပ်ရည်ရှိကကိုကိုွယ်ကျင်စရာကောင်းတာကြောင့်မို့တကာတကာမတွေကကိုရင်လေးအသက်ရွယ်ကြီးလာရင်ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ထင်နေကြတာပါ အခုလည်းအလှမဲ့တဲစုနေနဲ့တူလို့နာမည်ကြီးနေပြီးတော့ကိုရင်လေးကိုအားလုံးကသတိထားမိသွားကြကကိုကိုွယ်ချင်းနေကြတာပါဒီဗီဒီယိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေကရောအလှမဲ့တဲစုနေနဲ့ကရင်ပြည်ကကိုရင်လေးကိုရုတ်ချင်းစင်ကမောင်နှမနဲ့တူနေလားဆိုတာကိုပြပြပြီးသွားခဲ့ကြပါအောင်ရှင်